အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲဒီနေ့မနက်မှာဒါကျွန်တော်တို့ Manchester United ရဲ့သတင်းလေးတွေနဲ့ကျွန်တော်ဖွင့်လိုက်ချင်ပါတယ်။ Manchester United အသင်းရဲ့လက်ရှိဒါကျွန်တော်အချိန်လေးဒီကတော့စိတ်ဝင်စားဖို့ကောင်းလာတယ်။ဒါအသင်းကရောင်းမဲ့လူကတော့ Barcelona မှမမသိဘူးပေါ့နော်။ဒါဝယ်မဲ့လူကတော့ Consortium ကိုအကြီးအကျယ်ပြည့်လုံနေတယ်ဆိုတဲ့သတင်းတွေကတော့ UAE ဘက်ကရောဒါလက်ရှိမှာဒါကျွန်တော်တို့ TF4 TF5 ကရောဒါရှော့တက်နေတော့တွေ့ရတယ်။ ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့သတင်းပြောမယ်ပြီးရင်နောက်ထပ်သတင်းလေးတွေနည်းနည်းထပ်ပြီးပြောမယ်ပေါ့နော်။အဲ့တော့ပထမဆုံးသတင်းနဲ့လက်ရှိမှာ Manchester United အသင်းကိုဝယ်ယူဖို့အတွက် UAE ကဒါကျွန်တော်လူတွေပေါင်းပြီးတော့ဒါဝယ်ယူဖို့အတွက်စတင်ပြီးတော့စူးစမ်းနေဆဲသတင်းထွက်လာခဲ့တယ်။အခုလက်ရှိမှာဒါ Kola Hala တွေရ David Beckham ကိုတော့မှဒီ UAE Consortium မျိုးအုပ်စုကဆက်သွယ်ထားပြီးတော့ United အသင်းကိုဝယ်ယူဖို့အတွက် Bari Blue လူအပ်လဲဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ David ဘကန်စီကနေပြီးတော့အကူညီတောင်းထားတဲ့ဆိုတဲ့သတင်းတွေမှာစတင်ပြီးတော့ထွက်ပေါ်လာခဲ့တာဖြစ်တယ်။အဲ့တော့ အမှန်တည်းပြောမှဆို UAE ရဲ့ consortium နဲ့ပတ်သက်ပြီးတော့အခုလက်ရှိမှာသတင်းတွေကတော်တော်လေးကိုထွက်နေတာတွေ့ရပါတယ်။ဒါပေမဲ့လက်ရှိမှာဘဒူလဲဆိုတာကိုဘဒူမှမသိတဲ့ပြဿနာတော်တော်လေးကိုစိတ်ဝင်စားဖို့တော့ကောင်းနေ။အခုလက်ရှိမှာဒါကျွန်တော်ဒီ UAE consortium မှာကျွန်တော် consortium ဆိုတာကျွန်တော်တို့တယောက်တည်းပါဘောလုံးသင်းကိုမဝယ်နိုင်တဲ့အခြားဒီဘောလုံးသင်းကိုဝယ်ဖို့အတွက်ကုမ္ပဏီတစ်ခုဖွဲ့ပြီးတော့ဝယ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်။အဲ့တော့ဒါကို consortium ခေါ်တယ်ဘောလုံးအဲ့တော့လက်ရှိမှာဒါဘာကိုဆိုလိုချင်တာလဲဆိုတော့ဥပမာ example အခုလက်ရှိမှာ Indian Oil ဆိုတာတို့ကတို့ဒါကျွန်တော်တို့ United ကိုအပြည့်အဝဒါကျွန်တော်တို့ ဝယ်လို့ရတဲ့အနေထားမှာရှိတယ်။ဒါပေမဲ့အခုလက်ရှိမှာ sorry ကတချို့သတိတွေကပတ်စံတော့ရှိတယ်။ဒါပေမဲ့တို့အနေနဲ့တို့ရဲ့ပတ်စံတယောက်တည်းမလုံတော့ကြောင့်မလားကျွန်တော်၃ယောက်၄ယောက်ပေါင်းချပြီးတော့ဒါအဖို့စုဖွဲ့ဖွဲ့လိုက်အကောင်စော်ဒီယန်ဖြစ်သွားတယ်။ဥပမာဒါကျွန်တော်လက်ရှိမှာဒါ Chelsea အသင်းကိုဝယ်တဲ့အချိန်မှာဒါကျွန်တော်တို့အဲ top bully နဲ့ဒါကျွန်တော်တို့တယောက် igli ဒါမသိအဲ့တယောက်ပေါင်းပြီးတော့ consortium ဆိုပြီးဝယ်ခဲ့တာဖြစ်တယ်။ top bully တယောက်တည်းမဝယ်ဘဲနဲ့ဒါကျွန်တော်တို့ဒါနောက်တယောက်တယောက်နဲ့ပေါင်းပြီးတော့ဒါကျွန်တော်တို့ consortium ဆိုပြီးဖွဲ့ပြီးတော့ဝယ်ခဲ့တယ်။အဲ့တော့ပြောချင်တာရှင်းတယ်။ဘောလုံးအသင်းကိုဝယ်ဖို့အတွက်နောက်ကနေဒါကျွန်တော်တို့ဘောလုံး company တစ်ခုဖွင့်ပြီးတော့ဒါကျွန်တော်အဲ့ company နဲ့ဘောလုံးအသင်းကို ုပြန်လိုက်ဝယ်တယ်လို့သဘောရတယ်လို့မှတ်ထားရင်တော့လွဲပါတယ်အဲ့တော့လက်ရှိမှာ UAE က base ပေါ့နော် UAE base consortium ကတော့လက်ရှိမှာဒါ Manchester United အသင်းကိုဝယ်မယ်ဆိုတဲ့အသက်တော်တော်လေးကိုပြစ်တက်လာတယ်ဒီ consortium ဘယ်သူ lead လုပ်မယ်ဆိုတဲ့သတင်းကိုလည်းဘာမှသိပြီးမကြခဲ့အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးသိကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ sorry ဘက်ကစပြီးထွက်လာခဲ့တယ်ရအောင် UAE ဘက်ကအဓိကထွက်ခဲ့တာပေါ့နော် sorry ဘက်ကအဓိကစပြီးဒီသတင်းနဲ့ပတ်သက်ပြီးထွက်ခဲ့တာဖြစ်တယ်အဲ့တော့ဒီနေရာပတ်သက်ပြီးအရှိမ United ကစားသမားဟောင်းနေနဲ့ဒါကျွန်တော်တို့ UAE consortium နဲ့ပေါင်းပြီးတော့ဒါ United အသင်းကိုဝယ်ယူဖို့အတွက်အကြီးအကျယ်ကြိုးစားသွားမယ် United ကစားသမားဟောင်းနေရတာ United ကိုဝယ်ယူဖို့တော့ပတ်စံချစ်ပင်လုပ်ပါတဲ့ဆိုင်သူတို့ကဒါ consultant rule တွေကအဓိကပါဝင်ပတ်သက်ဖို့များတယ်အခုလက်ရှိမှာ UAE consultant ကလွန်ခဲ့တဲ့တိုင်ဂျပန်တွင်ကမမဲ့ရတာကျွန်တော် Eric Cantona ကိုခေါ်ယူပြီးတော့ ဒီ United အသင်းကိုဝယ်ယူဖို့အတွက်ဘာတွေဘလို့လိုအပ်လဲဆိုတော့ consolidation ပုံစံမျိုးကိုစတင်ပြီးပြုလုပ်ခဲ့လို့သိရတယ်မှာပါတယ်။ဒီအပိုင်းတွင်မှာဒီ UAE consortium နဲ့ဒါကြောင့် David Beckham နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်းမှာဒါ UAE consortium ဒီနဲ့ Manchester United အသင်းကိုဝယ်ဖို့အတွက်ထပ်မံပြီးအားကောင်းလာဆိုတဲ့သတင်းတွေထပ်ပြီးတက်လာခဲ့တယ်။ဒီနေ့နောက်ဆုံးသတင်းကဒီနေ့မနက်ပိုင်းမှာသတင်းတစ်ခုရဆိုတော့ Manchester United အသင်းကိုဝယ်ယူဖို့အတွက် Rooney ကိုလည်းထပ်ပြီးတော့ Wayne Rooney ကိုလည်းထပ်ပြီးတော့ UAE consortium နေနဲ့တွေ့ခဲ့တဲ့ပုံမှာရှိ။အဲ့တော့ UAE consortium အခုလည်းရှိအလုပ်လုပ်နေတဲ့ပုံစံက Manchester United အသင်းကိုမဝယ်ခင်မှာဒါကျွန်တော် Manchester United United အသင်းကစားသမားဟောင်းတွေကိုတွေ့ဆုံပြီး Manchester United အသင်းလိုအပ်ချက်တွေဒါကျွန်တော်တို့လက်ရှိအခြေအနေတွေပေါ်မူတည်ပြီးသူတို့အနေနဲ့ဘယ်လိုကန့်လန့်သွားမလဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရမလားကြည့်ရမလဲဒီမှာပါတယ်။ဒါပေမဲ့အခုလက်ရှိအခြေအနေတော့ဒါ Tier 1ရဲ့ sources တွေနဲ့ပတ်သက်ပြီးဒါနဲ့ပတ်သက်ပြီးတည်တည်ရှာမတွေ့သေးဘူး။အဓိကဒါကျွန်တော် UAE ဘက်ကဒါကျွန်တော် Middle East ဘက်ကလာတဲ့သတင်းတွေရဲ့ဒီအခုလက်ရှိမှာဒါ Tier 4 Tier 5အင်္ဂလန်ကသတင်းတွေရဲ့ကလွှဲရင်တော့ သိပြီဘောင်ရဆဆရာမရှိသေးဘူးဒါနဲ့ပတ်သက်ပြီးလက်ရှိမှာဟော့နေတာတွေတော့မှန်ပေမဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အခုမှလက် David Austin တို့ဒါကျွန်တော်တို့ Fabrizio Romano တို့ဒါကျွန်တော်အီတလီဆိုဒီမာဇီယိုတို့အခုလက်ရှိမှာဒါကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တော်တော်လေးကိုယုံလို့ရတဲ့ Mike Keegan တို့ဒါနေနဲ့ပတ်သက်ပြီးအခုလက်ရှိမှာသိပြီးတော့ဘယ်သူမှတင်ထားခဲ့တာတော့မတွေ့သေးဘူးအဲကြောင့်မကျွန်တော်ဒါဟိုတော့တစ်ချက်တော့ခမောင်းနဲ့တို့ကျွန်တော်စောင့်ကြည့်ရမယ်ဖြစ်ရင်လည်းဖြစ်သွားတယ်လို့ပြောလို့ရမယ်အနေထားမှာရှိတယ်အဲ့တော့ဒါ Manchester United အသင်းရဲ့ပိုင်ရှင်ပြောင်းလဲရတာလက်ရှိမှာမမသိပြီးတော့မထူးသေးဘူးသတင်းတွေတော့အများကြီးအများကြီးထွက်နေတာတွေ့ရမယ်။အဲလက်ရှိမှာဒါကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး Ineos အုပ်စုကတတို့မလုပ်ဘူးเนาะတို့နေနေခုလက်ရှိမှာ Ineos အုပ်စုအနေနဲ့ Manchester United အသင်းကလက်ရှိမှာ not for sale ပုံစံမျိုးတို့နေနေတတ်မှတ်ထားတယ်လို့သိရတယ်မှာပါတယ်လက်ရှိမှာခုနကပြောလို့ထွက်နေတဲ့ UAE Consortium ဆိုတဲ့တရင်းတွေက Bushe လို့ Manchester United ဒီဘက်က Ineos အုပ်စုကတတ်မှတ်ထားပြီးတော့ဒါတို့ရဲ့အတွင်းတရင်းတွေရာလက်ရှိမှာ United အသင်းကဒီလိုမျိုးဒါ sorry ဘက်ကဝယ်ယူမယ်ဆိုတာကိုတော့မှတို့ဘက်ကတော်တော်လေးကို surprise ဖြစ်နေတယ်ဆိုတဲ့တရင်းထွက်နေတယ်ဒါလက်ရှိမှာဒါကျွန်တော်တို့ဟောငါတို့တော့အခုမှကြားဘူးတာဆိုတဲ့အကွက်တွေကိုဒါကျွန်တော်တို့လက်ရှိပြန်နေနေတယ်လို့ဆိုလို့ရမယ်တဲ့ပုံမှာရှိပါတယ်ပြီးတော့ပင်စူစီကမှဒါနဲ့ တ်သက်ပြီးနည်းနည်းလေးရှေ့ဆက်သွားအောင်အဲမန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်ရှိမှာပိုင်ရှင်ပြောင်းသည့်ဖြစ်စဉ်မပြောင်းသည့်ဖြစ်စဉ်လက်ရှိမှာအလုပ်တွေဆက်လုပ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်တဖြစ်နဲ့တဖြစ်မန်ချက်စတာယူနိုက်တက်အသင်းစာချုပ်တိတ်ကန်လန်ဘူးတွေတော်တော်လေးကိုနီးစပ်လာခဲ့တာကဒါကျွန်တော်တို့ဟယ်ရီမကွိုင်းဖြစ်လာခဲ့တယ်ဟယ်ရီမကွိုင်းကလည်းလက်ရှိမှာမန်ချက်စတာယူနိုက်တက်ပရိသတ်တွေနဲ့ပြန်လည်ပြီးနီးစပ်လို့ခံစားလာခဲ့ရတဲ့ကြောင့်သူအကယ်၍လာဇာရှော့ယူဖြစ်ခဲ့မယ်ဆိုရင်တော့မှသူတို့အနေနဲ့ဒါမန်ချက်စတာယူနိုက်တက်အသင်းမှာပဲဆက်နေဖို့အတွက်ရာဂိုင်လုံးတွေတဖြည်းဖြည်းများသွားခဲ့ပြီလို့သိရတယ်မှာပါတယ်အခုလက်ရှိမှာဟယ်ရီမကွိုင်းကိုဆော်ဒီကာရီဘီယာကလပ်နှစ်ခုနဲ့သုံးခုကြာကစိတ်ဝင်စားနေတယ် ူကိုတပတ်လောက်ခလာစားဒါလူတွေပြောလို့၅သိန်းတော့ကန့်လန့်မှာမဟုတ်ဘူးတပတ်လောက်ခလာစားအခုလက်ရှိရနေတဲ့လာစားထက်ဒါ၅၀ရာခိုင်နှုန်းနဲ့ပုံမြင့်လောက်တဲ့၅သိန်းတော့ဆိုပေ၃သိန်းနဲ့၃သိန်း၂သောင်းပတ်ချာလေဝင်းကျင်ကြကန့်လန့်တော့ဘူးရှိတယ်၅သိန်းဆိုတဲ့တရင်ကတော့ဘူးရှစ်ပေါ့နော်အဲ့ဒါလက်ရှိမှာတက်နေတယ်အဲ့တော့ဟယ်ရီမကွာရကိုတန်ကလက်ရှိမှာသူ့နဲ့သူဟာလာစားကိုမျှော်ကိုရဲဆိုရဲသူဟာဒါအင်္ဂလန်နိုင်ငံမှာပဲသူ့အနေနဲ့ဆက်ပြီးနေဖို့အတွက်ဒါစူးစမ်းသွားမယ်လို့မြင်တယ် United အသင်းမှာသူ့အနေနဲ့ဒါစာချုပ်တက်တန်းတူသွားပြီးတော့ United အသင်းမှာပဲသူ့အနေနဲ့ maybe နေသွားပြီးတော့ဒါကျွန်တော် maybe America တို့ဒါကျွန်တော်တို့တခြားနေရာတို့ကိုပြောင်းပြောင်းမယ်လို့စဉ်းစားထားတယ်ဒါပေမဲ့လက်ရှိမှာ ဟယ်ရီမကွိုင်းရတာစဉ်းစားပုံရတာကျွန်တော်တို့တိသတင်းတွေတက်လာပုံရဆိုဟယ်ရီမကွိုင်းရသူမိသားစုကတော့အင်္ဂလန်မှာပြောင်းနေပြီးတော့ United ကစာရုပ်သစ်ကမ်းလှမ်းမယ်ဆိုရင်ငွေကြီးကိုပြဌာနာမထားဘဲသူတို့နေနေနဲ့ Manchester United အသင်းမှာပဲဆက်ပြီးတော့နေသွားဖို့အတွက်ရှိတယ်ဆိုရယ်တဲ့ Manchester မြို့မှာပဲဆက်ပြီးနေသွားဖို့အတွက်ရှိရုပ်သိရတယ်ပေါ့ပါ United ဘက်ကအခုလက်ရှိမှာဒီ control နဲ့ပတ်သက်ပြီးတော့အကြီးကြီး draft လုပ်နေတာဖြစ်ပြီးတော့လက်ရှိ The Kuala Lumpur သတင်းတွေရဆို25ရာခိုင်နှုန်းကို short ချပြီးတော့စာရုပ်သက်တမ်းရ 2+1 ကိုကမ်းလှမ်းဖို့အတွက်ပြင်ဆင်လာခဲ့လို့သိရတယ်။ဟယ်ရီမကွိုင်းရကလည်းဒါစာရုပ် contract လမ်းကိုသဘောကျပြီးတော့လာစားနဲ့ပတ်သက်ပြီးတော့ ရေရှည်ရဆွေးနွေးသွားဖို့လည်းပြင်ဆင်လာခဲ့လို့သိရတယ်မှာပါတယ် နောက်တစ်ခုကတော့ Casemiro ကာ Casemiro ရဲ့ဒါလက်ရှိဒါကျွန်တော်တို့အခြေအနေကတော့ဒါ Harry Maguire လောက်ကအရန်ကြီးဒါကျွန်တော် simple မဖြစ်သေးဘူး Casemiro ကိုလည်းလက်ရှိမှာ Saudi Arabia Club အလုံးပေါင်း၄ခုလောက်ကနေပြီးတော့သူ့ကိုခေါ်ယူဖို့အတွက်အစိတ်ဝင်စားနေတာဖြစ်တယ် Casemiro ကို Manchester United အသင်းကဒါကျွန်တော်ဝိုင်းရင်ကစားသမားတစ်ယောက်အနေနဲ့ Queen Level မှာအားကိုးလို့ရတဲ့ကစားသမားတစ်ယောက်အနေနဲ့စာချုပ်တက်တန်1 +1 ဆိုတဲ့ပုံစံမျိုးကိုသူတို့အနေနဲ့ချုပ်ချင်းတယ်အခုရရှိနေတဲ့ရစာဖြစ်တဲ့ဒါလစာ3သိန်းပတ်ချာလဲဝင်းကျင်တဲ့ဆိုင်သူ့အနေနဲ့တပတ်လောက်ခလစာဒါကျွန်တော်တို့3,000 5,000အထိဒါ short ချပြီးတော့ကန်လန့်မှုတဲ့ United အသင်းကပြင်ဆင် ာခဲ့တယ်ကာဆမီရိုကဒီစာချုပ်ကိုလက်ခံသွားဘူးရခိုင်တော့အင်မတန်မှနဲပါတယ်ဟယ်ရီမကွိုင်းရနဲ့မတူတဲ့ stance ကကာဆမီရိုကိုယ်တိုင်ကသူ့အနေနဲ့ဒါကျွန်တော်တို့လက်ရှိပေါ်တူဂီသားတွေများနေတဲ့ဒါ sorry ဘက်ကိုပြောင်းဖို့အတွက်လက်ရှိမှာဒါကျွန်တော်တို့သွားနေတယ်ပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ ဒီနေရာမှာကျွန်တော်စဉ်းစားကြည့်တာဗောနော်ကာဆီမဲရိုကငွေတွေကသူ့အနေနဲ့ဒါသူ့တငယ်ချင်းတွေဖြစ်တယ်ခရစ်စတီယာနိုရော်နယ်ဒိုတို့ဒါကျွန်တော်ဒီလိုမျိုးကစားသမားတွေရှိရတဲ့ကြောင့်သူတပြောင်းမှုတွေရာခိုင်နှုန်းတွေများနေတယ်အခုကပြောပေါ်တူဂီတငယ်ချင်းများဆိုကျွန်တော်သူ့ပေါ်တူဂီသားမှုသူ့ဘရာဇီးသားဗောနော်ဒါပေမဲ့ခုနပြောလို့ပဲလက်ရှိမှာဒါသူ့ပေါ်တူဂီတငယ်ချင်းတွေများနေတဲ့ကြောင့်သူဒါသတင်းရသူပေါ်တူဂီဖရက်လို့ရေးထားကြတော့ဒါပေါ်တူဂီတငယ်ချင်းတို့ခင်ဗျားတို့ပြောအဲ့တော့လက်ရှိမှာကာဆီမဲရိုအနေနဲ့သူကလက်ရှိမှာအသင်းပြောင်းဖို့အတွက်တော့စိတ်ဝင်စားနေတယ်ဒါပေမဲ့ဘယ်လိုဖြစ်လာမလဲတော့ကျွန်တော်စောင့်ကြည့်ရမှာပါတယ်ဒီနေ့စောင့်ရဒီမှာ United အသင်းကဒါကိုအခွင့်အောင်းယူသွားနိုင်တယ်ဆိုတော့ကောလာဟာလိုက်ထပ်ပြီးထွက်လာပြန်တယ် ခုမှလက်ရှိမှာဒါကျတော့အော်ဟီလာမှာစော့နေတဲ့တိုက်စင်မှုဖြစ်တဲ့အိုင်ရယ်ဒူနီကဒါဆော်ဒီအာရေဗီယာမှာမပြောတော့တဲ့ကြောင့်ဒီနှစ်အတွင်းမှာပဲသူကထွက်ချင်တဲ့ဆွေးတရင်ထွက်လာခဲ့တယ်။ယူနိုက်တက်ကလက်ရှိမှာကာဆမဲရိုကိုဒါကျွန်တော်တို့အဲ့အသင်းကိုပေးပြီးတော့ leverage အခုအနေနဲ့အိုင်ဗန်ဒူနီကို Manchester United အသင်းစီကိုခေါ်ယူသွားနိုင်ဖို့အတွက်ကြိုးစားနိုင်တဲ့ဆွေးတရင်တွေလည်းထွက်ပေါ်လာခဲ့တာတွေ့ရမယ်။ဒါကလည်းခုနကပြောတဲ့ဗာ Middle East ဘက်ကအဓိကတင်ဆက်လာခဲ့တဲ့ဖြစ်တဲ့အိုင်ဗန်ဒူနီကလက်ရှိမှာဒါသူ့အနေနဲ့ဆော်ဒီအာရေဗီယာလီမှာဒါကျွန်တော်တို့အဲဆော်ဒီလီမှာလုံးဝမပြောတော့ဘူး။သူ့နဲ့လက်ရှိမှာဒါကျွန်တော်တို့ကြားရတဲ့တရင်တွေကဒါကျွန်တော် Tottenham Hotspur အသင်းက ည်းခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်။ Thomas Frank ကတော့သူ့ရဲ့ဒါကြောင့်တိုက်စစ်မှုဟောင်းဖြစ်တဲ့ဒါ Ivan Toney ကိုလက်ရှိမှာပြန်ပြီးတော့အသင်းစီမှာခေါ်ယူခြင်းနဲ့ဒါပေမဲ့အဲ့လောက်လွယ်ပါမလား။ဒါ Manchester United ကလက်ရှိမှာရှင်းပါတယ် Casemiro ကိုဘိတ်လုပ်ပြီးတော့ဒါ Alhili နဲ့ဒါကြောင့် Casemiro ပြေးမယ်။ဒါမှမဟုတ် Ivan Toney ပြန်ယူမယ်။ Jarry ကဈေးတစ်ခုကိုတော့ Manchester United က cash ပေးဖို့အတွက်ပြင်ဆင်လာခဲ့တယ်ပေါ့နော်။အဲ့တော့ဒီလိုပဲဆိုစီကမှ United အသင်းကလာမယ့်နေရာဒီမှာ Zigzag ကိုလာမယ့်ဆောင်းရသည့်အပြောင်းရွှေ့မှာ Zigzag ကိုဆုံးရှုံးသွားဖို့အတွက်ရာဂိုင်နှုန်းတွေများတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့တေးကြတာတစ်ခုကတော့ဒါ တိုက်စစ်မှုတရားကိုဒါကျွန်တော်တို့ပြန်ခေါ်ဘူးတဲ့ကျူးစာသွားနိုင်တဲ့ဆွဲသတင်းတွေကတကယ်ကိုဒါတော်တော်လေးတက်လာခဲ့တယ်လို့ပြောလို့ရတဲ့အနေထားတစ်ခုရောက်လာခဲ့တာဖြစ်ပါအဲ့တော့ဒီနေ့မနက်ကမန်ချက်စတာယူနိုက်တက်သတင်းကအဓိကဒီယာတွေပါပဲအလိုင်းတော့ဒါကျွန်တော်တို့ ကျန်တဲ့ပုံစံမျိုးတော့ဖြစ်တယ်။ဒါပေမဲ့စိတ်ဝင်စားဘူးတော့ကောင်းဘူးလို့ကျွန်တော်ခင်ဗျားစိတ်ဝင်စားဘူးတော့ကောင်းမယ်လို့ခင်ဗျားတို့ကျွန်တော်ဒါဒီညကနေပြီးမြင်ကြည့်ပါရစေ။လောက်ပါပဲအားလုံးမကျွတ်တူပါရစေ။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေ။စုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။အားလုံးမကျွတ်တူပါရစေ။မြန်မာပြည်လက်ကလစ်ပေးကြပါဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါရစေ။အားလုံးမကျွတ်တူပါရစေ။ဘောလုံးပွဲတွေကိုကြည့်ရှုကြည့်တယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါရစေ။အားလုံးမကျွတ်တူပါရစေ။ကျွန်တော်တော့ကြည့်ပါဗျ။ဒီပါဗျ။